ရုရှားဖက်ဒရေးရှင်းနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးမတ်ဆင်ရီစိတ်နီကော့ပီဖိတ်ကြားချက်အရမော်စကိုမြို့မှာဇွန်လ10ရက်နေ့မှာ15ရက်နေ့ထိကျင်းပပြုလုပ်တဲ့၅ချိန်မြောက်မော်စကိုနိုင်ငံတကာခီးသွားဖိုရမ်နဲ့ခီးသွားပွဲကိုတက်ရောက်လျက်ရှိတဲ့ပြည်ထောင်စုဝန်ကြီးဦးကျော်စိုးဝင်းဟာဇွန်လ17ရက်နေ့မနက်ပိုင်းကရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ VDNH ပန်းခြံအတွင်းမှာခင်းကျင်းပြသလျက်ရှိတဲ့နိုင်ငံတကာမှာခီးသွားပြကမ်းများသို့လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ြပွဲသို့နိုင်ငံပေါင်း30ကျော် Russian Federation နိုင်ငံရဲ့ဒေတာ89ခုပြကန်85ကန် Foreign တက်ရောက်သူ3000နဲ့ညာရောက်လဲပတ်သူ9သိန်းကျော်ရှိပြီး Foreign Color တွင်ပူပေါင်းဆောင်ရွက်မှုစာချုပ်12ခုနဲ့နားလည်မှုစာကြုံလာတစ်ခုကိုလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြပါတယ်။ နေ့လယ်ပိုင်းမှာပြည်ထောင်စုဝန်ကြီးဟာ VTNH ပန်းချံ Attend ခမ်းမမှာ The Rose of Tourism and Preservation Historical Heritage and Strengthening International Time Council ဖြင့်ကျင်းပတဲ့ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပါတယ်။အဆိုပါဆွေးနွေးပွဲမှာရင်းချိန်မှုအမွေအနှစ်များထိမ့်သိမ်းစောင့်ရှောက်ကာခီးသွန်းလုပ်ငန်းအတွက်ဆောင်ရွက်မဲ့အစီအမံများတဘောင်ဝပတ်ဝန်းကျင်နဲ့ရင်းချိန်မှုအမွေအနှစ်ကိုထိမ့်သိမ်းခြင်းဖြင့်စဉ်ဆက်မပြတ်ရည်ရှိဖွံ့ဖြိုးတိုးတက်သောခီးသွန်းလုပ်ငန်းကိုဖော်ဆောင်နိုင်မဲ့အခြေအနေများကိုဆွေးနွေးခဲ့ကြပါတယ်။ ဇွန်လ12ရက်နေ့မနက်ပိုင်းကပြည်ထောင်စုဝန်ကြီးဟာ VDNH ပန်းချံပြာကန်းစင်တာ55 conference ခမ်းမတုံးမှကျင်းပပြုလုပ်တဲ့ Convening Space and Harmonization Cultures Cross Border Road for Tourism Exchange ကောင်းစဉ်ဖြင့်ကျင်းပတဲ့သကောင်းဝိုင်းဆွေးနွေးပွဲသို့တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲမှာပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံခီးသွန်းလုပ်ငန်းခြေအနေနဲ့ရှေ့အလားအလာများခီးသွန်းဆွဲဆောင်မှုများမြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံများ ASEAN GMS ဘင်းစတာအစရှိတဲ့ဒေတာရင်းအဖွဲ့အစည်းများနဲ့ပူးပေါင်းကနေဆက်ဖြတ်ကျော်ခီးသွန်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ Welcome Gracha စီစဉ်ကိုအကောင့်ထဲဖို့ကယင်းနှီးကျွမ်းဝင်မှုခီးစဉ်များကိုစီစဉ်ဆောင်ရွက်ခဲ့မှုအခြေအနေများရုရှားနိုင်ငံမှာကျင်းပပြုလုပ်တဲ့ခီးသွန်းပြပွဲများမှာပူးပေါင်းပါဝင်ပြသလျက်ရှိတဲ့အခြေအနေများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ ညနေပိုင်းမှာပြည်တော်စုဝန်ကြီးဟာဖိုရန်ကျင်းပရေးကော်မတီမှစီစဉ်ဆောင်ရွက်တဲ့ဆန်နော့မော်စကိုပွဲတော်ရဲ့လေလာရေးခီးစင်မှာလိုက်ပါပြီး VDNH ပန်းချံအတွင်ခီးသွားနဲ့အများပြည်သူအပန်းဖြေရန်စီစဉ်ဆောင်ရွက်ထားမှုများစားတောက်ဆိုင်နဲ့အမတ်တရပစ္စည်းအယောင်းဆိုင်ဖွင့်လှစ်ထားရှိမှုများဥရောပရဲ့အကြီးဆုံးရှုကင်းကြည်ရဟတ်မျိုးစင်တို့အားဖိုရန်ကိုတက်ရောက်လာကြတဲ့အခြားနိုင်ငံများမှဝန်ကြီးများကိုယ်စားလှယ်အဖွဲ့ဝင်များနဲ့အတူလှည့်လည်ကြည့်ရှုခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ